ပခုံးကူခရိုင်တရားရုံးကနိုင်ငံတော်လျှို့ဝှက်ချက်အဥပဒေဖောက်ပြန်မှုနဲ့အလုံးနဲ့ထောင်တန်းဆယ်နှစ်ချမှတ်ခဲ့တဲ့ Unity Channel ရဲ့အမှုဆောင်ရရှိချုပ်နဲ့သတင်းတောက်လေးဦးတို့ရဲ့အမှုကိုမကွေးတိုင်းဒေသကြီးတရားလွှတ်တော်ကိုဆက်လက်အယူခံဝင်သွားမှာဖြစ်တယ်လို့၎င်းတို့ရဲ့အကျိုးဆောင်ရှင်နေရီနဲ့မိသားစုဝင်တွေကပြောကြပါဗျ။အမှုဆောင်အရာရှိချုပ်နဲ့သတင်းတောက်လေးဦးတို့ရဲ့အကျိုးဆောင်ရှင်တွေကပြီးခဲ့တဲ့ဇွန်လ10ရက်နေ့က ပကုတ်ကူခရိုင်တရားသူကြီးကချမှတ်ခဲ့တဲ့စီရင်ချက်အမိန့်မိတူကိုရရှိတာနဲ့မကွေးတိုင်းဒေသကြီးတရားလွှတ်တော်ထံကိုအယူခံဝင်သွားမှာဖြစ်တယ်လို့သိရပါဗျ။ဥတင်ဆန်ရဲ့အကျိုးဆောင်ရှိနေဦးကျော်လင်းကစီရင်ချက်အမိန့်မိတူလည်းမရသေးတဲ့အတွက်အယူခံမရင်းနိုင်သေးကြောင်းစီရင်ချက်အမိန့်ရတာနဲ့အယူခံအမျက်ဆုံးတက်နိုင်အောင်လုပ်သွားမှာဖြစ်တယ်လို့ဆိုပါဗျ။အမှတ်24ကာကွယ်ရေးပစ္စည်းဆက်ယုံသတင်းကိုခြားနယ်မှာရေးသားဖော်ပြခြင်းဟာနိုင်ငံတော်လုံခြုံရေးနဲ့အကျိုးကိုထိခိုက်စေတယ်လို့ဆိုတာ ပြီးခဲ့တဲ့ဇွန်လ10ရက်နေ့ကပခုတ်ကူခရိုင်တရားသူကြီးက Unity Channel တိုက်ရဲအမှုဆောင်ရရှိချုပ်နဲ့တရင်ရေးသားခဲ့တဲ့တရင်တောင်၄ဦးတို့ကိုအလုံးနဲ့ထောင်နဲ့10နှစ်စီချမှတ်ခဲ့တာဖြစ်ပါတယ်။